ပိုက်တစ်ချောင်းဒါလေးလိုအပ်မှာဖြစ်ပါတယ်ပထမဦးဆုံးပုံအလွတ်အကြီးတဲ့ကိုတောက်ရည်တန်း15လီတာတက်ဆက်ပေးထားတာဖြစ်ပါတယ်ဒီနည်းလမ်းလေးမှာဆိုလို့ချာနိုင်တဲ့ဗတ်ဆောင်သုံးစက်ပြာစီပြုလုပ်နည်းလေးကိုပြန်လည်တက်ဆက်ပေးထားတာဖြစ်ပါတယ်ဒီနည်းလမ်းလေးမှာဆိုလို့ရှိရင်အဓိကအပြင်ပအောင်ပစ္စည်းကဒီစက်ပြာစီထွက်လာတဲ့အခါမှာထည့်ဖို့အတွက်အခုလိုဘုကုတ်အလွတ်ကလေးရဲ့နောက်ပြီးတော့ပုံအလွတ်နှစ်ခုနောက်ပြီးတော့ကမ်ပီကယ်အဓိကပအောင်ပစ္စည်း၃မျိုးပိုက်တစ်ချောင်းဒါလေးလိုအပ်မှာဖြစ်ပါတယ်ပထမဦးဆုံးပုံအလွတ်အကြီးတဲ့ကို တောက်ရည်တန်း15လီတာထဲမှာဖြစ်ပါတယ်ရှင်။ဒီနေရာမှာတောက်ရည်တန်းသုံးထားရတဲ့ဆိုတဲ့အကြောင်းရင်းကဆက်ပြစီပြုလုပ်ပြီးတဲ့အခါမှာလည်းဆက်ပြစီရဲ့အယောင်လေးကအယောင်လေးကြည်လင်တောက်ပပြီးတော့ဒီတက်တက်ရှင်ရှင်လေးထွက်လာဖို့အတွက်ကိုတောက်ရည်တန်းလေးကိုသုံးမိထားတာဖြစ်ပါတယ်ရှင်။တလီတာဘူးဆိုလို့ရှိရင်15ဘူးထည့်ပါမယ်နော်။ဒီထက်မှာစုစုပေါင်းရည်တန်း15လီတာထည့်လိုက်မှာဖြစ်ပါတယ်။အဲဒီရည်တန်း15လီတာထည့်ပြီးရဲ့နောက်မှာတော့ SLES လို့ခေါ်တဲ့ကက်မီကယ်တစ်မျိုးကို1000 gram ထည့်ပြီးတော့15မိနစ်ခန့်မှွေပေးရမှာဖြစ်ပါတယ်။ ဒီ chemical ရဲ့နာမည်က SLES ဖြစ်ပါတယ်เนาะ SLES ကို1000 gram ထည့်ပြီးတော့15မိနစ်ခန့်ဒီပေါ့เนาะတောက်ယူတန်ထဲမှာပြောင်းဝင်သွားအောင်လို့ကြည်သွားအောင်လို့တခြားလေး15မိနစ်လောက်ကိုနှက်ဆောင်ဖွင့်ပေးရမှာဖြစ်ပါတယ်။ဖွင့်သွားပြီးတော့သူ15မိနစ်လောက်လည်းအချိန်ကြာသွားပြီးအမြုပ်လေးလည်းထွက်လာပြီဆိုလို့ရှိရင်เนาะဒုတိယပုံးအလွတ်တစ်ခုကိုယူလိုက်မှာဖြစ်ပါတယ်။ဒုတိယပုံးအလွတ်တစ်ခုထဲမှာဆိုရင်เนาะတောက်ယူတန်1လီတာထဲမှာဖြစ်ပါတယ်။ နောက်ရတဲ့ဒလီတာကိုဆိုလို့ရှိရင်ဖြင့် SLS လို့ခေါ်တဲ့ကက်မီကယ်တမျိုးနဲ့ရောမှာဖြစ်ပါတယ်။ တောက်ရင်တန်လေးတဲ့ကိုဒီခုပြထားတဲ့ chemical SLS ကို250 gram ထည့်မှာဖြစ်ပါတယ်ထည့်ပြီးရနောက်မှာလည်းခုနောက်လိုမျိုးပဲတခြားလေးပွင့်မှာဖြစ်ပါတယ်15မိနစ်လောက်အချိန်ပေးပြီးတော့တခြားလေးပွင့်မှာဖြစ်ပါတယ်ဒါဆိုရင်ပထမဘုံမှာလည်း chemical တစ်မျိုးထည့်ပြီးတော့15မိနစ်လောက်ပွင့်ထားမယ်ဒုတိယဘုံမှာလည်း chemical တစ်မျိုးထည့်ပြီးတော့15မိနစ်ပွင့်ထားမှာဖြစ်ပါတယ်ဒီနှစ်မျိုးစလုံးကိုနှစ်ပုံးစီခွဲပြီးတော့ပွင့်ထားမှာဖြစ်ပါတယ် 15မိနစ်စီပြီးသွားပြီးနောက်မှာတော့ညီမတို့ကဒီအခုပြထားတဲ့ဒီပုံအသေးလေးနဲ့ပထမဖွင့်ထားပြီးသားပုံကြီးနဲ့ဒီနောက်ခုကိုကျော်มาဖြစ်ပါတယ်။အဲ့တော့ပုံကြီးတဲ့ကိုပဲညီမကပုံသေးလေးထည့်လိုက်မယ်။ SLES ဖြော့ထားတဲ့ပုံနဲ့ SLS ဖြော့ထားတဲ့ပုံနှစ်ပုံစလုံးကိုတစ်ခုလိုမျိုးပြထားတဲ့အတိုင်းတခြားလေးရောလိုက်มาဖြစ်ပါတယ်။ဘာဖြစ်လို့ပေါင်းနှလုံး တခြားသူခွဲထည့်လဲဆိုတာကိုကိုတိုင်းလည်းမသိဘူး။ Okay ဘလို့တည်ရတဲ့လူဖြစ်ပြီเนาะ။ ဒီကိုကြိုင်းတဲ့တက်ရအရောင်နဲ့အနံ့ကိုထည့်ပြလို့ရပါတယ်။ညီမကတော့ဒီနေရာလေးမှာပေါ့နော်။ဒီတက်မြအနံ့လေးကိုလည်းကြိုက်တယ်။နောက်ပြီးတော့အရောင်ကိုလည်းအကာလာလေးကိုလည်းအစိမ်းရောင်လေးသဘောကျတဲ့အတွက်ကြောင့်မို့လို့တက်မြအနံ့လေးနဲ့အစိမ်းရောင်ကိုနှစ်ခုကိုထည့်ထားပါတယ်ရှင်။ဒီအရောင်နဲ့အနံ့ကကိုကြိုင်းတဲ့တက်ရကိုထည့်လို့ရပါတယ်ရှင်။အဝါတို့ညီအောင်တို့လည်းထည့်လို့ရတဲ့အနံ့မှာလည်းချိုချင်းနဲ့တက်မြနဲ့မျိုးစုံပေါ့နော်အများကြီးရှိပါတယ်။ခုနထည့်လိုက်တဲ့ဟာလေးကအနံ့ဖြစ်ပါတယ်အခုထည့်လိုက်တဲ့ဒီအမုံကလေးတွေကကြတော့အရောင်အတွက်ဖြစ်ပါတယ်အရောင်ကတော့ညီမအစိမ်းရောင်လေးကိုပဲ ငရုတ်တိမဟုတ်တော့မဟုတ်လောက်ဘူးเนาะအဲ့ဒါသူထဲလာငရုတ်တိမဟုတ်လို့ပဲเนาะဒါပေမဲ့ထဲလိုက်တော့အယောင်ကစိမ်းအောင်ပြောင်းသွားတာเนาะငရုတ်တိမဟုတ်တော့မထဲလိုက်နဲ့เนาะတော့ဒါဆက်နေအောင်မှာဟမ်ဒီအကြောင်းလေးနဲ့နဲ့မထက်လဲဘာမှမဖြစ်ပါဘူးเนาะဒါပေမဲ့ကိုကစီးပွားဖြစ်ရောင်းချဖို့အတွက်ကိုဒီဥတည်နေရဲဆိုတော့ကိုရဲ့ဒီ packaging လေးအထက်မှာထည့်ထားမဲ့ဒီပစ္စည်းလေးရဲ့ဒီအယောင်အယောင်လေးတွေကလည်းလှမယ်ဒီပြီးတော့ဒီအနံလေးတွေကလည်းတင်းနေမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ရောင်းအားတွင်စီမှာဖြစ်ပါတယ်ရှင် ခုနထပ်ပြီးဆိုလို့ရှိရင်တော့ဒီသုံးမျိုးမျိုးဖြစ်တဲ့ chemical နာမည်ကတော့ NaCl လို့ခေါ်ပါတယ် NaCl ဆိုတာကဓာတုစားကြံကိုပြောတာဖြစ်ပါတယ်ဓာတုစားကြံလေးကို160 gram ကိုအထုပ်လေးကိုအစင်သေးစောက်ထားမယ်ဒါပေမဲ့160ကိုတစ်ခါတည်းမထည့်ဘဲနဲ့နည်းနည်းလေးထည့်မယ်3မိနစ်လောက်မှွေမယ်နည်းနည်းလေးထည့်မယ်3မိနစ်လောက်မှွေမယ်အခုလိုနီးအားဖြင့်160 gram လုံးကိုကုန်လို့အချိန်ပေးပြီးတော့မှွေရမှာဖြစ်ပါတယ် ဒီဒုတိယအချိန်ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ NaCl ဆိုတဲ့ဓာတုစားခြင်း160 gram ကိုတစ်ထုပ်လုံးတစ်ခါလည်းမထည့်ဘဲနဲ့နည်းနည်းထည့်မယ်3မိနစ်ခန့်မှွေမယ်နည်းနည်းထည့်မယ်3မိနစ်ခန့်မှွေမယ်အခုလိုနည်းအားဖြင့်ဒီဓာတုစားတဲ့အကုန်လုံးကိုအထဲမှာကြည်သွားအောင်ပျော်သွားအောင်လို့ချိန်ယူပြီးတော့မှွေပေးမှာဖြစ်ပါတယ်စိတ်ရှိရှိလေးနဲ့တခြားလေးမှွေပေးရမှာဖြစ်ပါတယ်ဒါကတော့နောက်ဆုံးတော့ဖြစ်တယ်နောက်ဆုံးတော့ဆိုရင်တော့ညီမကုန်ထည့်လိုက်ပြီးထည့်ပြီးရတဲ့ဓာလေးကိုတခြားကြည်သွားအောင်မှွေပါမယ်ရှင် မျိုးဒီအားလုံးပြောရတဲ့အခါမှာတော့ညီမတို့ကဒီဒါလေးကိုပေါ့နော်အပုံပိတ်ထားဖို့အချိန်ရောက်လာပါပြီ။ကို့မှာလိုအပ်တဲ့ပအဝင်ပစ္စည်းဓာတ်ပစ္စည်းပေါ့နော်၃မျိုးကမ်းမီရဲ့၃မျိုးနဲ့အရှောင်အနှံ့လည်းထည့်ပြီးပြီးမှွေလာလည်းကုန်ပြီးသွားပြီးအချိန်လေးလည်းစောင့်ပြီးပြီဆိုလို့ရှိရင်တော့ညီမတို့က ready ဖြစ်သွားပါပြီ။ဒါလေးကိုညီမတို့အပုံလေးပိတ်ပြီးတော့ဒီဓာတ်ပစ္စည်းပေါ့နော်သူတို့ဒီကမ်းမီကယ်လေးဓာတ်ပစ္စည်းအတွက်အချိန်၁၀နာရီလောက်ထားပေးရမှာဖြစ်ပါတယ်။ကဲလို့ချိန်ရမယ်ဆိုလို့ရှိရင်တော့ဒီလိုညာမျိုးလုပ်ထားပြီးတော့နောက်တစ်နေ့နေခင်းလောက်မှသုံးပေးပါရှင်။ ။ဒါတော့ညီမကဒီတ냐တိတ်ပြီးွားတဲ့အခြေအနေကိုတန်းပြလိုက်တာပါ။တ냐တိတ်ပြီးတဲ့နောက်မှာတော့အခုလိုမျိုးဒီအမြုပ်လေးတွေပုံသေးသွားပြီးတော့အရင်လေးကအခုလိုမျိုးဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုမျိုးအရင်ကြီးကြီးစင်းစင်းလေးဖြစ်သွားတာတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကိုထဲမဲ့ packaging ဘူးလေးတွေကိုအဆင်သင့်လေးထည့်လို့ရပါပြီ။ Myanmar Channel ကလည်းအမြဲတမ်းပေါ့နော်ဒီပုံမှန်တင်ဆက်ပေးနေတာတော့ခုလိုမျိုးစီးပွားဖြစ်ရောက်ချနိုင်တဲ့နီလန်းလေးတွေကိုယ်ပိုင်လုပ်ငန်းသေးစားလေးတွေအတွက်ပေါ့နော်အထောက်အကူပြုနိုင်မယ့်နီလန်းလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်ပါတယ်ရှင်ဒီနောက်မှာတော့ညီမအမြဲတမ်းပြောနေကြတာအော်ပေါ့နော်ဒါကိုအဲ့မှာအသုံးလို့တာဖြစ်စေဒါမှမဟုတ်ရင်စီးပွားဖြစ်လဲလုပ်လို့ရအောင်ကျွန်မကအဲဒီဒီ channel ကနေပါလဲ and ပင် channel ကနေပြောကျမပြန်ပြီးတော့တင်ပေးတာဖြစ်ပါတယ်။နော်ကျေးဇူးအများကြီးတင်ပါတယ် credit လည်းပေးပါတယ်။ ။ဒါမဲ့ packaging ကအရေးကြီးပါတယ်နော်။ packaging ကိုလှလှလေးထုတ်ပါ။ဒါမှကိုထုတ်ထားတဲ့ဒီပစ္စည်းလေးရဲ့ဒီ quality အရေးသေးကိုဒီရောင်းအားကောင်းတဲ့ဈေးကွက်ထဲမှာပေါ့နော်။ကောင်းကောင်းမွန်မွန်လေးဖြန့်ချိနိုင်မှာဖြစ်ပါတယ်။ packaging အေးပစ္စည်းတွေတူလေးတွေအလုံးကောင်းပြီး packaging မလှလို့ရှိရင်လည်းဒါအထိပ္ပယ်မရှိဘူးပေါ့နော်။ရောင်းအားကောင်းစီမှာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့ quality ကိုလည်းထိမ့်ပါ။ packaging ကိုလည်းလှအောင်လုပ်ပါ။နောက်ပြီးတော့မှဒီကိုပိုင် brand စိတ်လေးတွေကပ်ပြီးတော့